ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့ဒီမိမိကိုတွင်ရှင်းနေမြောက်နှံခြင်းအစာအုပ်ထဲကဆောင်းမော်လေးတစ်ပုဒ်အကြောင်းဝေမျှပေးခြင်းပါတယ်။ဘာလဲဆိုတော့ကျွန်တော်ဘဝမှာရလဒ်တွေကောင်းခြင်းလွဲမလဲယုံကြည်မှုတွေကြောင်းရဖို့လိုတယ်ပေါ့နော်။ဆိုတော့လူတစ်ယောက်ရဲ့စိတ်ဘလို့လုလုတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ John McGregor ကနေပြီးတော့သူ့ရဲ့ဒီ top 10 reasons the rich go broke ဆိုတဲ့အစာအုပ်မှာသူအဓိကသတိပြုရမယ့်အချက်လေးချက်အကြောင်း တဝေးမျှထားတယ်ဆိုတော့အတူကောက်အနေနဲ့ကျွန်တော်တို့ BEAR ပေါ့နော် B ကတော့ပါလဲဆို believe ပေါ့နော်ယုံကြည်မှုကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်ရဲ့ယုံကြည်မှုတွေကအခြေခံကြတယ်ကျွန်တော်အနေနဲ့အပြုသဘောဆောင်ယုံကြည်မှုတွေရှိနိုင်တယ်လို့ဒီအနှုတ်လက္ခဏာဆောင်တဲ့ယုံကြည်မှုတွေလည်းရှိနိုင်တယ်ပေါ့နော်မှကျွန်တော်တို့ယုံကြည်မှုတွေကကြားတဲ့အချိန်မှာကျွန်တော်မသိစိတ်ထဲမှာဆွဲလာပြီးတော့ဒါသည်ကျွန်တော်တို့အလေးချင်းတွေဖန်တီးတဲ့အရာတစ်ခုအနေနဲ့ဒါဖြတ်သွားနိုင်တယ်ပေါ့နော်ကျွန်တော်ကောင်းတာတွေပဲယုံကြည်ယုံကြည် အဲကျွန်တော်တို့ခုနဒီအနှုတ်လက္ခဏာဆောင်တာတွေပဲရှင်ကြီးရှင်ကြီးကျွန်တော်တို့ရှင်ကြီးမှုအခြေခံရှင်ကြီးမှုရဲ့နောက်မှာမှနောက်ထပ်ထပ်ပြီးတော့ကျွန်တော်ဘလို့စဉ်းစားလဲနောက်ဘလို့တွေလှုပ်ပြက်လဲပေါ့နော်ဒါတွေကကျွန်တော်လိုက်လာတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကိုယ့်ရဲ့ belief ပေါ့နော်ရှင်ကြီးမှုက important ကြီးကြီးပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီ e ပေါ့နော် e ကတော့ဒီ sq ပေါ့ sq ကတော့စင်ကြီးတွေအကြောင်းပြချက်တွေဥပမာခုနကကျွန်တော်တို့ရှင်ကြီးမှုက ကျွန်တော်တို့အစိုးမြင်ယုံကြည်မှုရှိနေတယ်ဆိုတော့တခုဆိုတာနဲ့ကျွန်တော်စဉ်းစားတာနဲ့အစိုးဘကမြင်တယ်တခုဆိုတာအားနည်းချက်တွေပဲမြင်အဖြစ်တွေပဲမြင်ပြီးတော့ဒီစင်ကြီးတွေပဲထွက်လာတာပေါ့စင်ကြီးတွေပဲထွက်လာတယ်ထားပါတော့ကိုကအလုံးလုံးဖို့အတွက်အချိန်ဆွဲတတ်တဲ့လူတယောက်အစင်ကြီးပေးတတ်တဲ့သူတယောက်ဆိုအစောသေးတယ်လို့အချိန်ရှိသေးတယ်နောက်မှလောက်ပါမယ်လို့အဲဒီလိုပဲကျွန်တော်တို့ကဒီလေ့လာသင်မှုတခုခုလုပ်ဖို့အတွက် အကြောင်းပြချက်တွေရှိနိုင်တယ်အကိုငယ်သေးတာပဲလို့နောက်မှလုံးမယ်တို့ထားပါတော့ငွေကြီးနဲ့ပတ်သက်ရင်မငွေစုတာစောစီးတယ်ရှင်နေမှုနဲ့မစောစီးတယ်ဒါနောက်မှလုံးမယ်ကိုမနောက်အကိုငယ်သေးတယ်နောက်အသက်ရွယ်တစ်ခုရအောင်မစသဖြင့်ပေါ့နော်ကျွန်တော်စင်ကြီးတွေရှိနေတယ်ဆိုတော့ကျွန်တော်တို့ကဒီစင်ကြီးတွေကနောက်ပါဖြစ်လာလဲဆိုတော့ကျွန်တော်အကျင့်တွေဖြစ်လာနိုင်တယ် habit တွေဖြစ်လာနိုင်တယ်ကျွန်တော်ဒါကိုခဏခဏပေါ့နော်ဒီအကြောင်းပြချက်တွေနဲ့ စင်ကြခဏပြပြနေတယ်ဆိုရင်ဒါနောက်ပိုင်းမှာဒါဒီကိုဒီအကျင့်တစ်ခု ဖြစ်လာပြီးတော့ဒီပုံစံတိုင်းပဲကျွန်တော်တို့ဆက်သွားဖို့အခြေအနေများတယ်ပေါ့နော်တစ်ဖက်မှာလည်းအကိုကခုနကဒီ positive ဖြစ်တဲ့နော်ပြုသဘောဆောင်တဲ့ယုံကြည်မှုတွေရှိမယ်ဆိုရင်ကျွန်တော်တို့ကောင်းတဲ့အတွေ့အကြုံများများဖြစ်နိုင်တယ်ခုနကဒီစင်ကြီးစားပေါ့နော်အဲကျွန်တော်တို့ဘာလုပ်မလဲလှုပ်ဆက်ရှိတာလှုပ်တဲ့အကျင့်ဒါဖြစ်သွားနိုင်တယ်အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ကအကျင့်ကောင်းတစ်ခုဖြစ်လာပြီးတော့ပေါ့နော်အကိုလှုပ်ဆက်ရှိတာလှုပ်သွားနိုင်တဲ့အခြေအနေဖြစ်လာမှာပါနောက်တစ်ခုကတော့ A AI data အရှင်ပေါ့နော်အဲကျွန်တော်တို့ခုနဒီအနှုတ်လက္ခဏာဆောင်တဲ့ belief တွေယုံကြည်မှုတွေဖြစ်မယ်အားရနေဒီ exclude လို့ခေါ်တဲ့ကျွန်တော်တို့စင်ကြီးတွေဖြစ်မယ်ဆိုဒီကနေကျွန်တော်ပါအာဒီ action နေနဲ့လဲကျွန်တော်တို့အနှုတ်လက္ခဏာဆောင်တဲ့လောက်ဆောင်မှုတွေနော်အပြုမှုတွေပဲဖြစ်သွားပြီပေါ့နော်ခုနစင်ရဖြစ်တယ်ငါဆောပါသေးတယ်လို့ပြောလို့ဆိုရင်ကျွန်တော်တို့မလုတ်ဖြစ်တာတို့အဲကျွန်တော် AI ဆက်စစ် AI ကြောင့်အချိန်ဆွဲပြီးအေးလှုပ်နေလိုက်ပြဿနာမရှိဘူးဆိုရင်ကျွန်တော်ဒီတတ်မှတ်တဲ့ဒီအချိန်မတိုင်ငယ်နော်တတ်မှတ်တဲ့ဒီ target မတိုင်ခင်အဲကျွန်တော်တို့ကလုံလောက်တဲ့အားထုတ်မှုမလုပ်ဘဲနဲ့အေးစေးစေးအချိန်ဆွဲနေတာမျိုးပေါ့နော်ဒါတွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ကဒီကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့အချုပ်ညှမှုတွေရှိတယ်ဆိုရင်တော့ဒီ action တွေလည်းကျွန်တော်တို့ကောင်းလာပါပေါ့နော်အာဒါဒီအချိန်မှာကိုလှုပ်လို့ရမယ်ဒီအသက်တရွယ်မှာဒါလှုပ်ကိုလှုပ်ရမယ်ဆိုရင်ဒါကျွန်တော်တို့ကဒီလှုပ်တင်လှုပ်ထိုက်တဲ့အချိန်မှာ ကောင်းတဲ့ action တွေဒါလှုပ်ဆောင်ပြမှာဖြစ်ပါတယ်နောက်ဆုံးကတော့ကျွန်တော်တို့အာ result ပေါ့လေရလက်တွေခုနကကျွန်တော်တို့ယုံကြည်မှုတွေ အ SQ တွေ action တွေပေါ်မူတည်ပြီးတော့ဒီ reset တွေဖြစ်လာတယ် reset တွေဖြစ်လာတယ်ဆိုတော့အကိုကဒီအနှုတ်လက္ခဏာဆောင်းတဲ့ယုံကြည်မှုတွေနော်အနှုတ်လက္ခဏာဆောင်းတဲ့ကျွန်တော်တို့အကြောင်းပြချက်တွေစင်ကြီးတွေဖြစ်နေမယ်အဲ့ဒီကနေခုနဒီ action မှာလည်းအကျွန်တော်လှုပ်တင်လှုပ်တိုက်တဲ့ဟာတွေမလုပ်ဆိုကျွန်တော်ရလက်ကလည်းကောင်းလာစရာအကြောင်းမရှိဘူးဥပမာထားပါတော့ကျွန်တော်တို့ကဒီငွေစုတာနဲ့ပတ်သက်လို့ပေါ့နော်အငွေစုတာအလောက်အရေးမကြီးငွေကြေးစီမံခန့်ခွဲမှုအလောက်အရေးမကြီးကိုနေနဲ့ဒီအလောက်လောက်နိုင်တဲ့ ပတ်စံဝင်နေမှာပဲဝင်ဝင်ဝင်နေမှာပဲဒီလိုမျိုးပဲကျွန်တော်တို့စဉ်းစားရတယ်တစ်ဖက်မှာလည်းကျွန်တော်တို့အကြောင်းပြချက်နေနဲ့အစောသေးတယ်တို့နောက်မှစုမယ်တို့ဖြစ်နေတယ်နောက်အရှင်နေနဲ့ဆိုရင်လည်းကျွန်တော်တို့က အဆူတင်ဆူဆိုင်တက်ရှိမှာမဆူဘူး။နောက်ဆူစင်းလောက်မဆူဘူး။ကျွန်တော်တို့ရှောက်တုံးနေတယ်ရှောက်ပြုံနေတယ်။ဒီလိုဆိုရင်ကျွန်တော်ရလက်ကမကောင်းတဲ့ရလက်ပဲဖြစ်လာ။အချိန်တပါဖြစ်လို့ဆိုကျွန်တော်တို့ရလိုက်တုံးလိုက်နဲ့ကျွန်တော်ငွေကြီးကျက်တဲတဲ့ဒီရလက်တွေပဲရနိုင်မယ်။ကျွန်တော်အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာလည်းဒီငွေကြီးနဲ့ပတ်သက်လို့အများတန်းပြဿနာတွေလိုအပ်ချက်တွေနဲ့ကျွန်တော်တို့ကဒါနဲ့နဲ့တန်တရားလဲနေမယ်ပေါ့နော်။အဲတစ်ဖက်မှာလည်းကျွန်တော်တို့ကခုနအပြူသဘောဆောင် mindset နဲ့ပြုသဘောဆောင်ယုံကြည်မှုရှိမယ်အဲလှုပ်တဲ့လှုပ်တိုက်တဲ့အချိန်မှာလှုပ်မယ်ကျွန်တော်တို့စူဆောင်းစင်းတဲ့အချိန်မှာစူဆောင်းမယ်ရင်းနှီးမြှုပ်နှံစင်းတဲ့အချိန်မှာရင်းနှီးမြှုပ်နှံမယ်ဆိုရင်ကျွန်တော်ရလက်တွေကလည်းကောင်းလာမယ်စောစီစုမယ်စောစီရင်းနှီးမြှုပ်နှံမယ်မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေလှုပ်မယ်ဆိုရင်ကျွန်တော်ဒီကျွန်တော်လိုချင်တဲ့ furniture freedom furniture independence အစောစီရနိုင်တဲ့အခြေအနေကိုရလာမှာဖြစ်ပါတယ်ဆိုတော့ရလက်ကောင်းတွေရချင်တဲ့ဆိုရင်ကျွန်တော် BEAR ဒီလေးချက်အရေးကြီးတယ်အထူးသဖြင့်တော့ဒီ believe ယုံကြည်မှုတွေကျွန်တော်တို့လွှဲမှားနေတယ်ဆိုရင်ပြောင်းလဲဖို့အင်တန်ရည်ကြည်ပါတယ်။ personal development နဲ့ career development နဲ့ပတ်သက်ပြီးလေ့လာဖတ်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်မိမိကိုယ်ရင်းရင်းမြှောက်နိုင်ခြင်းစောင်းမှာဖတ်ရှုလေ့လာလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။